ြီးသူလူမြောက်ရေးတက်မတော့ PL တန်နေနဲ့ပေါ့နော်ညာဒေတာကိုဆေးပေါ်ဆောင်မှုဘာလို့ရွေးချယ်ကြတာလဲဆိုရင်ညာဒေတာကအဲတကယ်လူတို့တွေကတော်တော်ဒုက္ခဆင်းရဲရောက်နေပေါ့နော်တက်ပွဲတွေဖြစ်နေရလဲကြာပြီဖိနစ်ခံရတာလဲဒါကြာပြီအဆောင်ဆုံးတော်လန်ခဲ့တဲ့နေရာတွေလုံးလည်းပြောလို့ရတယ်ပေါ့နော်ဒီအမြင်ပြန်ဒေတာတွေမှာပေါ့နော် ဆိုတော့သူတို့မှာလက်နက်ကင်ဖွဲ့စည်းလဲတိတ်ကောင်းကောင်းမရှိဘူးအကုန်လုံးကလိုကယ်တွေနဲ့အဖွဲ့တွေနဲ့ပြန့်ကျဲနေရပေါ့နော်အဲခါကျတော့လူတို့ကလည်းနေစင်နေမြပုံကျဲတဲ့တန်းနေခံနေရတယ်ဆိုတော့အဲသူတို့ကဦးစားပေးနေနေပေါ့နော်အဲအရင်ဆုံးတော့ကိုဘိုးတိုက်ဖို့အဲငကိုယ်ရဲ့ကွာရွေးချယ်ပြတဲ့နောက်ပြည့်ရလေးတက်ထဲမှာပါတဲ့ ရေပေါ်တွေအများစုလို့လို့ကလည်းဒီအညာက ရေပေါ်တွေပေါ့နော်များတယ်ပေါ့နော်အဲ့တော့သူတို့ဒေသတွေလွန်မြောက်ဖို့လဲသူတို့ကသွားချင်ကြတယ်တိုက်ချင်ကြတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအဲဘယ်မှာပြီမှာအဆိုးဆုံးဒုက္ခရောက်ဆုံးနေရတော့အရင်ဆုံးလွတ်မြောက်စေချင်တယ်။တောင်တန်းဒေသတွေမှာကြတော့သူတိုင်းသားအဲလက်နက်ကင်ဖွဲ့တွေသူအတိအကျရှိကြတဲ့အခါကြတော့အဲသူတို့ တ်တင်နဲ့သူတို့တိုက်လို့ရတယ်ပေါ့နော်ကိုမကူပေးရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကျမတို့တော်တော်များများနှစ်ခွန်စစ်စင်ရေးတွေမှာလည်းအဲကျမတို့ဝင်ကူပြီးတိုက်ပေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့လည်းပညာယူရင်းပေါ့နော်ပညာလည်းယူရင်းသူတို့ဒေတာတွေလည်းအလုံးလုံးမြောက်စီခြင်းနဲ့စိတ်စေတနာနဲ့ပေါ့နော်အော်ဝင်ပြီးတော့ကူတိုက်ပေးခဲ့တယ်ကျမတို့ PL ရဲ့အတိတ်ကယူရချက်ကအဲဗမာအညာဒေသတခုတည်းလုံမြောက်ဖို့မဟုတ်ဘူးဗမာတပြည်လုံးမှာရှိတဲ့ဒိုင်းနာပေါင်းစုံ လူမျိုးကောင်းဆုံးပြည်သူတရားလုံးလုံးမြောက်ဖို့လှုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်အဆိုးဆုံးနဲ့အလိုအဆုံးနေရာတွေကိုအဲကျမတို့ကသွားပြီးတိုက်ပွဲဝင်မှာဖြစ်တယ်ဒါကြောင့်မလို့အညာဒေတာကိုအရင်ဆုံးရွေးချယ်ဖြစ်ခဲ့တာပေါ့နော်ပြီးမှမှာဆိုရင်ဟုတ်ကဲ့ဟုတ်ကဲ့အညာဒေတာကိုရောက်တာကားကိုနေဦးတွန်းလိုက်အဲစပြီးတော့အဲစစ်တင်တဲ့နေ့ကျမတို့အရင်ဆုံးပေါ့နော် 2021ခုနှစ်မတ်လ15ရက်နေ့မှာစစ်တမ်းနဲ့နေစင်းနဲ့ဆင်းပြီးတဲ့နောက်မှာအဲနောက်ပိုင်းပတ်စင်တနည်း3ဒီပေါ့နော်အဲနောက်ပိုင်း၄ထိတက်တယ်ပေါ့နော်ဒီနေ့၃ထိတက်ပြီးရအောင်မှာလိုင်စာမှာရှိရဲအဲတန်နန်းဆင်းပေါ့နော်အဲမှာတန်နန်းတက်တာအရေးရဲဘော်တွေအကုန်စုပြီးကွန်မန်ဒိုအဲတန်နန်းနေထပ်တက်ပြီးတော့မှာကျွန်မတို့ပစင်တနေ့၃ကရဲဘော်တွေပေါ့နော်ဒေတာတွေစုပြီးတော့မှာအညာဒေတာကိုအရင်ဆုံးဆင်းတာဆိုတော့ အဲ2021အော်ဒီဩဂုတ်လမှာလောက်မှရောက်သွားတယ်ပေါ့နော်ဩဂုတ်စက်တင်ဘာလောက်မှရောက်သွားတယ်အဲ့လိုပေါ့နော်ရောက်သွားတယ်အဲ့မတိုင်ခင်ကလည်းအဲ့ဒီမှာဒီအညာဒေတာမှာဒေတာခံနေရလဲဟုတ်တယ်အဲနောက်ဒီငကိုတော့ကအတိုင်းသားရေးဟိုတိုင်းသားရေးတို့လုံသမားရေးတို့လှောက်ရှားနေတဲ့အဲရေပေါ်အဲကိုနေအောင်ပေါ့နော်သူတို့ဆိုရင်လည်းအရင်ဆုံးပဲကွာ အဲဒီဒေတာတွေမှာလူတို့တွေနဲ့တသားတယ်ပေါ့နော် local ဖွဲ့တွေနဲ့ရောပြည်သူတွေနဲ့ရောတသားတယ်ကြအောင်လုပ်ပြီးတော့အဲလူတို့ထောက်ခံမှုတွေကြအောင်လုပ်ခဲ့တယ်လူတို့ကျူးကျူးလုပ်ငန်းတွေအများကြီးလုပ်ခဲ့တာရှိရပေါ့နော် ီတော့ကျွန်တော်တို့တော်ရက comment တို့ရေပေါ်ရောက်သွားတဲ့အခါမှာသူတို့ရဲ့အကူအညီတွေနဲ့အညာဒေတာမှချေချလို့ရတယ်ပေါ့နော်ဒီရရောက်သွားတဲ့ comment တို့ရေပေါ်နဲ့နောက်ထပ်နောက်ထပ်နေတီတီရရောက်သွားတဲ့ရေပေါ်တွေအားလည်းပြည်သူလူထုချက်ခဲအောင်နေထိုင်နေပြည်သူလူထုရဲ့အလုပ်တွေပေါ့ခက်ခဲတို့တဏှာလောက်ဝမ်းဝမ်းကူညီတယ်ပေါ့နော်နောက်တိုက်ပွဲတွေဆိုလည်းမမိတ်တွေနဲ့အဲ ကိုတန်းတန်းလောက်ပေါ်တော့ဝိုင်းကူပြီးတော့တိုက်ပွဲတွေပေါ်တဲ့တိုက်ပေးတာရှိတဲ့အခါကျတော့လူသူရဲ့ယုံကြည်လက်ခံမှုတစ်နေ့တစ်ခြားပုံပုံပြီးတော့ရရှိလာခဲ့တာပေါ့နော်အဲတော့ဒီနေဦးတွန်လိုက်အဲဒီမဆခင်နဲ့ကိုကအုံမြင့်ချခဲ့တဲ့သဘောပေါ့နော်ဒီအုံမြင့်ချခဲ့တဲ့ကုနေဦးတွန်လိုက်ပြီးသွားတဲ့2020တခုနှစ်ပေါ့နော်ကုန်ငန်းကြီးလောက်ကနေစပြီးတော့အညာဒေသမှာခြေချပြီးတော့အဲဒီလူထုထောက်ခံမှုတွေရအောင်လူထုလုပ်ငန်းတွေလုပ်ခဲ့တယ်ပေါ့နော် အခုနောက်ပိုင်းဒီတက်တော်ညာနှစ်ကွန်ဆစ်စင်ရေအဲပရမလိုင်းဒုတိယလိုင်းပြီးသွားတဲ့အခါမှာလေအပရမလိုင်းမှာကကျမတို့ကဟိုအသိနေမှာတိုက်တယ်ဗောနော်နောက်စကကဆချောင်းနိုင်အောင်တိုက်ခဲ့တယ်ပြီးသွားတော့ဒုတိယလိုင်းကျတော့လာရှိုးတိုက်တယ်ဒီကတော့လာရှိုးကတိုက်ပြီးတော့ဒီဘက်မိုးမိတ်ဖြူဟာတို့ဘာတို့တိုက်ခုလာတဲ့အချိန်မှာလမ်းမှာတီဘောတိုက်ပွဲနောက်ဆုံး၃ရက်မှာလည်းဝင်ပြီးတော့ဟိုဘောနော်ဒီဖြတ်တောက်ရေးနေနဲ့တောင်းဝင်ယူခဲ့တယ် ။နောက်မိုးမိတ်ကိုမိုးမိတ်ဖြူဟာတိုက်တယ်ပေါ့နော်။မိုးပုတ်တိုက်တဲ့အချိန်မှာလည်းကျွန်မတို့ရဲဘော်တွေကဖြတ်ထောက်ရင်းနေတဲ့ဒီဖော်တော်လမ်းဆောင်မကလည်းတလေးရှိတူအဲ့ခဏမိုင်ပေါ့နော်။ကြောင်ကြီးတို့ခဏမိုင်လို့ပဲမှာတိုက်ပွဲတွေဝင်နေတယ်။ယနေ့ထိလည်းခဏမိုင်တို့အဖက်မှာတိုက်ပွဲတွေဝင်နေတော့မယ်ကျွန်မတို့ PL တိုက်ပွဲတွေပေါ့နော်။အဲဆိုတော့ blue စစ်ကြောင်းမှုလည်းအိမ်မှာဖန်ဆီးရရှိရပေါ့နော်ဆိုတော့တက်တွေပြတ်သွားတဲ့ blue စစ်ကြောင်းတက်တွေလည်းအိမ်မှာပြတ်သွားတယ် ဆိုတော့ကျွန်တော်တို့ဒီဘက်မှာကြတော့လဲမိုးမိတ်ဖက်မှာကြတော့လဲမိုးမိတ်တွင်းနဲ့လမ်းတကြောမှာလဲဖြတ်တောက်ရေရှူရဲနောက်ပိုင်းတွင်းနဲ့အောင်ကျွန်တော်တို့တိမ့်နေအခုကတော့ရန်သူလမ်းထုံးစစ်တွေကြောင့်တော့ကျွန်တော်တို့တွင်းနဲ့အောင်လမ်းတွင်းလိုက်ရတဲ့အတိုင်းလေးလိုရှိတယ်အဲ့တော့တောက်လျှောက်ကကျွန်တော်တို့ကဒီဒေသညာနဲ့ခေါ်ကနေစားပြီးတော့ဆင်းလာတဲ့ရေပေါ်ရတောက်လျှောက်တိုက်ရင်းနဲ့ဒါညာဒေသကိုပြန်ရောက်သွားတာပေါ့နော်အခုဆိုကန်တော့ရေစကန်မှာအဲကန်တော့ရေစကန် အဲတိုက်တဲ့နေရာမှာလဲကျမတို့ငကိုလောက်က၈၅အဲဒီစစ်စနေမြင်ရှိရောနော်စစ်တေသားရှိအရာကေတာတွေရလဲအဒီသားမှာအခြေချထားပြီးသားပေါ့နော်တို့လည်းအလိုပဲ၃နှစ်ကျော်၄နှစ်လောက်ခြေချထားပြီးသားတို့တွေနဲ့တရားအခုမှဆင်းသွားတဲ့ဖွဲ့ရင်းနဲ့ပေါင်းဆက်ပြီးတော့တိုက်ပွဲကြီးပေါ်တာပေါ့နော်ဟုတ်ကဲ့အဲလိုမျိုးပါဟုတ် သူတွေလက်ခံအောင်ရမမိတ်တွေလက်ခံအောင်အများကြီးလုပ်ခဲ့ရပါတယ်ဟုတ်ကဲ့ PL ဆိုရင်တချို့ကဟိုကွန်မြူနတီဆိုပြီးတော့ဟိုလမ်းကြတယ်ပေါ့နော်အရင်တော့ဟိုရန်သူကဝါဒဖြန့်ထားတဲ့အောက်တိမ်မှာပေါ့နော်ဟိုအတန်ကြတာနဲ့လန့်တာမျိုးလေးရှိရဒါမဲ့တကယ်တကယ်ကြာတော့ဒီ PL ရဲ့ရေဘော်တွေကယူသားတယ်နှိမ်ချတယ်တကယ်တိုက်ဆရာရှိရင်လူလူရဲ့ရှိရနေတိတ်ခံပြီးတိုက်တယ်ဆိုတာလူလူကသိလာတယ်လူလူလုပ်ငန်းတွေကို အလိုက်လုံးပေးတဲ့လူတို့အပေါ်ကြတာနိုင်ကျင်တာမရှိဘူးသာတည်လာတယ်နောက်မှာလေအဲလူတို့တွေကတဖြည်းဖြည်းလက်ခံတာပေါ့နော်ဇာတ်တော်တော့ကျမတို့မှာအခက်အခဲတွေအများကြီးရှိရပေါ့စိန်ခုံမှုတွေအများကြီးရှိရတခြားဖွဲ့စည်းရေးဆိုလည်း PL နဲ့တွမ်းတိုက်ရအောင်လို့ PL ကိုဒီလမ်းအမဖြတ်ရအောင်လို့ဟိုလိုမကူအောင်လို့အများကြီးရှိတာပေါ့နော်အဲ့လိုစင်ခေါ်မှုဤကြားရရနေပြီးတော့ကျမတို့ဒီလိုလူလူလက်ခံမှုရအောင်မမိတ်တည်းလက်ခံမှုတွေရအောင်စူးစမ်းခဲ့တာပါဟုတ်ကဲ့ ဟုတ်ကဲ့အညာဒေသရဲ့စိန်ခေါ်မှုတွေကတော့ဘာဖြစ်မလဲဆိုတော့အအဖွဲ့ရတာများတယ်ပေါ့နော်အဖွဲ့ရတာများတယ်အမှုဒီအောက်ကအဖွဲ့ရလည်းရှိတယ်အမှုဒီအောက်ကမဟုတ်တဲ့ local တွေလည်းရှိတယ်နောက် PDF နဲ့ backup ဖိုင်တွေလည်းရှိတယ်ပေါ့နော် backup ဖိုင်ပတ်တုံးလုံးလည်းရှိတဲ့အခါမှာတစ်ခါကျရင်သူချင်းချင်းကိုချိတ်ဆက်မမိတာလေးရှိတယ်ပေါ့နော်ပတ်တိုင်မှုလေးရှိတယ်အဲ local တွေနဲ့ဂျာမာရောပေါ့နော်အဲကျွန်တော်တို့ PL တွေ အဲ့နဲ့လေတွဲလုံမှန်ဆိုမဲ့တချို့ဘက်ကဖားတွေ PDF တွေကတွဲလုံပြီးမဲ့တချို့ကတိတ်မလုံလာတာတွေလည်းရှိနေသေးတယ်ပေါ့နော်အဲအဲ့လိုတွေအောက်တေးမှာပေါ့နော်အဲကျမတို့ကအကောင်းဆုံးဆေးရှိသီးခံပြီးတော့အားလုံးချစ်ချစ်ခင်ခင်လေးလေးဆက်ဆံနဲ့အတူလက်တွဲလုံဖို့တောက်ချောင်းလုံးနေရပေါ့နော်အခုလည်းဆက်လုံးနေပါတယ်ဟိုညမှာတိုက်တဲ့တိုက်ပွဲဆိုဘက်ကဖားတွေနဲ့တွဲတိုက်တာရှိရဲ့ PDF တွေရောတွဲတိုက်တာရှိရဲ့နောက်လိုပဲဖွဲ့ရင်းနဲ့လည်းအကုန်တွဲတိုက်တာရှိပါတယ် ဟုတ်ကဲ့တပည့်ဖြည်းနေတော့တိုက်ပွဲတွေတိုင်ရင်းနေတော့ဒီမဟာမိတ်တွေရဲ့ယုံကြည်မှုတွေရောလူတို့ရဲ့ယုံကြည်မှုတွေရောပို့ပြီးတော့ရလာမယ်ပေါ့နော်အဲပို့ပြီးတော့လည်းအောင်မြင်မှုတွေရလာမယ်လို့ယုံကြည်ရရှင်ဟုတ်ကဲ့ကျွန်တော်တို့ပြည်ရဲ့လေရဒီဒီຫນွေဥတော်လိုင်းမစခင်နဲ့ဘွာပေါ့နော်ကျွန်တော်တို့လက်နက်ကင်တက်တခု တည်ထောင်မှုအရင်လဲကစိတ်ပန်းဖြတ်တာကရှိရပေါ့နော်လောက်ကိုစီစဉ်နေတဲ့အချိန်မှာဒီကိုပေးတီအဲယောဂါကြီးဖြစ်လာတော့သွားလို့မရလို့ပေါ့နော်နှောင့်နှိမ့်နေကြတာပေါ့နောက်ပိုင်းကိုပြပြီးတဲ့အချိန်အဲဝင်လို့ရတဲ့အချိန်မှာလမ်းစာကိုရောက်သွားပြီးတော့ကျွန်တော်ဟိုတန်တန်းနေတက်ခဲတာပေါ့နော်အဲ့မှာတန်တန်းနေပြီးခဲ့တာပေါ့အဲ့ကကြတော့ဟိုနန်တလေးနှစ်ကျော်ဝိုင်းပေါ့နော်ကျွန်တော်ဒီ မက်ရှလာဆန်ဟာရဲ့ဆိုရင်ဒါဗရမအဆုံးပတ်စဉ်အဲစာတန်နေပေါ့နော်ဖွင့်ပွဲလုပ်ခဲ့ပြီပေါ့ဆိုတော့ဒါဒီဤလူလူလမောင်းသွေးတွေကအနာထွက်တယ်ဆိုပြီးတော့လူလူဆန္ဒပြတာပွဲတစ်ခုတည်းနဲ့ဒီပွဲရမပြတ်ဘူးဆေဟနာရှင်အမြင့်ပြတ်ပေါ့နော်ဘုံမုံလဲကြအောင်မတိုက်ထုံနိုင်ဘူးအမြင့်ကဆွဲနှုတ်ဖို့ဆိုလက်နက်ကင်ဒေါ်လာကြီးရလဲလုတ်ဖို့လိုအပ်တယ်ဆိုတော့ကျမတို့ကယုံကြည်ရဲ့ငကိုယ်လဲကွာယုံကြည်တော့ data တွေကိုစုဖွဲ့တာပေါ့နော်စုဖွဲ့ဖို့ AI မှာတော့ပြီးတော့ကျွန်တော်တို့အဲ့မှာတန်တန်းနဲ့တက်ခဲ့တယ်နောက်ပိုင်းအခုလိုမျိုးတက်အဲဖြစ်ပေါ်လာတာပေါ့နော်ဟုတ်ကဲ့အဲ့ဒီကျွန်တော်တို့ PL တွေပတ်စင်တက်မှာတော့ကျွန်တော်တို့ PL တွေရွေးတည်တန်းတက်တယ်ပေါ့နော်နှစ်တူ၃လို့၄တို့ပေါ့နော်ပြောမယ်ဆို၄တို့တက်မယ်ဆိုတက်တဲ့အချိန်မှာ PDF အခုဖြစ်လာမယ် PDF တို့ပုံကတက်တော့ဂျန်နဲ့လိုကယ်ဖွဲ့တွေပေါ့နော်အဲ့မှာဖြစ်တဲ့ဒေတာတွေ တပူတတ်သားတွေအကုန်လုံးနဲ့ကျမတို့ရေပေါ်တွေနဲ့အတူတူတန်တန်းနဲ့အတူတူတက်ခဲတာရှိရရှိရခါကြတော့အချင်းချင်းနဲ့နားလည်မှုတွေပြေရှုပါတာပေါ့ကောင်းတာပေါ့နော်အဲ့လိုလူမျိုးတွေလည်းရှိတော့ချုံမှလည်းနိုင်ငံရေးအမြင်မတူတာရှိပေမဲ့အတန်တန်းတဖို့ဆိုရယ်စိတ်နဲ့ပေါ့နော်အပြန်လန်ကိုတာရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုး ဟုတ်ကဲ့ပြည်သူတွေကကွန်မြူနတီတက်တွေကတိဩဇာကန်တက်လို့ဆိုပြီးပြောဆိုနေကြတဲ့အပေါ်မှာလူထုဘက်ကဘယ်လိုပြောချင်လဲဆိုတော့ပြည်သူတွေကလည်းပြောတယ်မီဒီယာတွေမှလည်းပြောတယ်အဲတရုတ်ဘက်ကပါလို့ပါတော့ပြောတာကြားပါတယ်ကျွန်မတို့လည်းသိထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်မတို့အဲဒီ PLA ပေါ့နော်ပြည်သူ့လူမျိုးရေးတပ်မတော်ကကွန်မြူနတီတက်မှန်နေဒါပေမဲ့ ကျမတို့ကအပြိနိခံပြည်သူတရားလုံးလုံးမြောက်ဖို့ပြည်သူမျက်နှာကိုပဲကြည့်မယ်ပြည်သူတွေလုံးမြောက်အောင်ဖြစ်တယ်မဲ့အဖွဲ့ပဲဖြစ်တယ်ပြည်သူတွေနဲ့တသားနဲ့ရက်မဲ့အဖွဲ့ပဲဖြစ်တယ်ဘယ်တရုတ်လောက်ခလာမှလည်းမဟုတ်ဘူးအခုလက်ရှိဆိုရင်ကျမတို့ပြည်ရဲ့လေပြည်သူလုံးမြောက်ရေးတမ်းရောအောင်ဆိုရင်အဲကျမတို့ဇာနာထောက်ခံတဲ့ချက်ခင်တဲ့ပြည်သူလူထုတွေရဲ့ အပိတ်ထောက်ခံမှုနဲ့သူတို့တွေအချွေးနှန်းစာနဲ့လှူဒန်းနဲ့ငွေကြေးတွေနဲ့ပေါ့နော်။အဲငွေကြေးတွေနဲ့ပဲကျမတို့လက်နက်ခဲရန်ရိတ်ခါအကုန်လုံးဝယ်ပြီးတော့ရက်တည်နေတာပါ။ဘယ်နိုင်ငံရဲ့ဩဇာကံမှမဟုတ်ပါဘူး။ဘယ်နိုင်ငံကမှလည်းဘာကူညီမှလည်းမပေးပါဘူး။တရုတ်လည်းမပေးဘူး။တခြားနိုင်ငံတွေလည်းမပေးဘူး။ဘယ်နိုင်ငံမှမပေးပါဘူး။เนาะကျမတို့ဒီပြောမယ်ဆိုရင် ပြည်သူလူမျိုးရေးတံပြော်ကဒါလူထုစီကအလှငွေအ ਨੇ ဆုံးဖွဲ့စည်းရဲမှာပါပါတယ်။သူများလောက်လို့ဇလီတွေလည်းမပါဘူး၊ဗမာလည်းမပါဘူး။အများကြီးလည်းရတဲ့အဖွဲ့စည်းမဟုတ်ဘူးပေါ့နော်။အဲနည်းနည်းလေးရတဲ့အဖွဲ့စည်းကနေပြည်သူလူထုအတွက်အသက်တင်သေးပါစေ၊ကိုယ်လည်းအင်္ဂါဆွန့်လွန်ဆွန့်လွန်ပါစေ။ပြည်သူ့အတွက်ရည်တည်မယ်ပြည်သူရှေ့ရကာကွယ်မယ်ဆိုရဲစိတ်နေပေါ့နော်အဲကျမတို့ကအဲရည်တည်ခဲ့တဲ့တပ်ပဲဖြစ်ပါတယ်ဘသူ့ဩဇာကံမှာမဟုတ်ပါဘူးလို့နောက်ပြီးတော့ဒီ Communist Party ဆိုတာလဲ ကြောင်းစားနုလည်းဒီကွန်မြူနစ်ပါတီကိုတည်ထောင်ခဲ့တာပဲပေါ့နော်ကွန်မြူနစ်ဆိုတာရိုးသားတယ်နှိမ်ချတယ်နော်တကယ်အစင်အစင်ရဲဆုံးနိုင်ငံတကာနိုင်ငံမှာအစင်ရဲဆုံးလူဒန်းစားဖိနှိပ်ခံလူဒန်းစားတွေအတွက်ပဲအလုံကျွေးပြူတဲ့တပ်ပေါ့နော်လုပ်ပေးမဲ့တပ်ဖြစ်တယ်ဆိုတာကွန်မြူနီတိုင်းကလက်ခံထားတယ်ယုံကြည်ထားတယ်အဲ့ဒါကိုလူတို့ကနားလဲစေချင်ပါတယ်ကျမတို့ BLA ဆိုတာဗိုလ်ချုပ်အောင်ဆန်းတို့ထူထောင်ခဲ့တဲ့ကွန်မြူနီပါတီရဲ့တပ်ဖြစ်ပါတယ် ကြောင်းဆိုင်လောက်ကြံခံမိကြဆောင်တော့လဲနောက်ထပ်ခေါင်းဆောင်တွေအများကြီးအစဉ်ဆက်ခေါင်းဆောင်တွေရှိပါတယ်သူတို့တွေလည်းအများကြီးပြည်သူအတွက်တောင်းလျှောက်လုပ်ခဲ့ပါတယ်ပြည်ဆက်ဆုံးလုပ်ခဲ့တယ်ပေါ့နော်အဲဒါကြောင့်မလို့အဲကျွန်မတို့ကိုနိုင်ငံရဲ့ဩဇာကတင်နိုင်ငံလို့ဩဇာကနေပြောနေရဆိုတာကျွန်မတို့တမင်ဟိုမြေမြုပ်တင်းညိုခြင်းလို့ပေါ့နော်ဒါမလိုလားလို့ရှောက်ပြောနေတာတွေပဲဖြစ်တယ်လို့ဒါမဟုတ်ဘူးဆိုတော့လူတို့ကိုအသိပေးခြင်းပါတယ် ကျမတို့ကကိုကိုချက်တော့ပေါ့ကိုရက်တည်နေတဲ့အခွဲပေါ့နော်အစတော့ကတော့ကျမတို့ကဒီရှမ်းမြောက်မှာတိုက်ပွဲဝင်တဲ့အချိန်မှာကျမတို့ကလည်းလက်နဲ့အင်အားနဲ့နဲတဲ့စစ်ပညာနဲ့အားနဲ့တဲ့ပုံမှာသူတို့စီမတန်းနန်းနေတက်ပြီးတော့တိုက်ပွဲရရတဲ့ရဲဘော်တွေရဲ့အသက်သွေးချွေးနဲ့လဲပြီးရလာတဲ့ဒီလက်နဲ့တွေနဲ့အခုစကိုင်းဟိုဒီအညာမှာတိုက်ပွဲတွေပေါ်နေတာဖြစ်ပါတယ်ဘယ်တရုတ်ပြည်မှာပေးတဲ့လက်နဲ့တလက်မှလည်းမရပါဘူးလို့အဲကြောင့်မို့တရုတ်ဩဇာကံတက်လို့ အဲ့တော့အလိုလူတို့တွေကိုဝါဒဖြန့်နေတာအရာမှားယွင်းနေရပေါ့နော်လူတို့နေနေရလည်းမယုံကြည်သင့်ဘူးဆိုတဲ့ဟာကိုပြောချင်ပါတယ်ဟုတ်ကဲ့ဟာကဲ့မြို့တွန်းလိုက်မှာဖက်ဒရယ်ဒီမိုကရေစီရရှိဖို့တိုက်ပွဲဝင်နေတာလို့ပြောလို့ရမှာဆိုဟုတ်ပါတယ်အဲကျွန်တော်တို့အဲအနိမ့်မှတန်းနိုင်ပေါ့နော်နောက်ဆုံးသွားကျင်တာကတော့ပြည်သူဒီမိုကရေစီ အဲဟိုတော်လှန်ရေးအောင်ဖို့ပေါ့နော်တွားကြနာပေါ့ပြည်သူတွေလက်ထဲကိုလုံးဝနေများတွေလက်ထဲကိုဖိနှိပ်ခံနေလက်ထဲကိုပေါ့နော်အာဏာရတဲ့အလုသမားလက်သမားမျိုးပေါ်ဆင်းရဲသားတွေပေါ့နော်အဲចောင်းသားတွေတို့လက်ထဲကိုအာဏာရဖို့ပဲကျမတို့ကလုံးမှာပေါ့နော်အခု Federal Democracy စနစ်ကို အဲရဖို့တိုက်ပွဲဝင်နေရဆိုဟုတ်တယ်သူပဲတိုက်ပွဲဝင်နေအရင်88တုန်းကလည်းတိုက်ပွဲဝင်ခဲ့တယ်88မတိုင်ခင်တုန်းကလည်းတိုက်ပွဲဝင်ခဲ့တယ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိဖို့ပေါ့နော်ကျွန်တော်တို့တိုက်ပွဲဝင်နေတာပါအဲကျွန်တော်တို့ဘုံရန်သူကတော့ဆဲအောင်စုပဲဖြစ်တယ်ဂျန်တဲ့လူတွေကကျွန်တော်တို့မိဖက်ဖွဲ့စည်းတွေဖြစ်တယ်သူတို့တွေ ਨੇ အဲဒိုင်းသားဖွဲ့စည်းပဲဖြစ်စီ NUG ပဲဖြစ်စီ PDF ပဲဖြစ်စီဘယ်ဖွဲ့တွေပဲလူကဲတွေပဲဖြစ်စီပေါ့နော် အားလုံးနဲ့အတူပူပေါင်းပြီးတော့ကျွန်တော်တို့ကတိုက်ပွဲဝင်သွားမှာပါဝင်လဲဝင်နေပါတယ်တိုက်ပွဲဟုတ်ကဲ့ကန်တောင်ကန်တောင်ရေစကန်ပေါ့နော်ပလဲမျိုးနယ်မှာရှိပါတယ်အဲ့ဒီစကောင်းတိုက်တဲ့အချိန်မှာကျွန်တော်တို့မြေပြင်မှာရှိတဲ့တခြားမဟာမိတ်တွေ APS DF တို့ချက်တင်နဲ့တို့ BLDF တို့တခြားဘက်တွေရှိပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့စုပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာပါဟုတ်ကဲ့ ဒီဆိုတော့ channel ဘက်ကပါတယ်လေမြန်ဘက်ကပါလို့ပါသေးတယ်ပေါ့နော်တခြားအဖွဲ့နာမည်ကြီးကျွန်မအကုန်လုံးလုံးမပြောနိုင်လို့ပေါ့နော်မပြောပါဘူးဟုတ်ကဲ့အဖွဲ့တွေအများကြီးနဲ့အဲကျွန်တော်တို့ပူပေါင်းပြီးတော့လက်တွဲညီညီရုံရုံကြည်ကြည်နဲ့တယောက်တယောက်ပြန်လည်လေးလေးစားစားနဲ့အဲတယောက်နဲ့တယောက်ကြောချင်းကရင်ချင်းအပ်ပြီးတော့ပေါ့နော်အဲရိုးရိုးချုံချုံတိုက်ပွဲဝင်နေပါတယ်အခုရရှိထားတဲ့ဇင်းတွေရလေရင် ုံချဲတဲ့အချိန်ဘောင်းက200ကျော်ရှိရပေါ့နော်အဲဘုံလုံးကြီးဘောင်းက900ကျော်ရှိရထပ်တိုးဖို့ပဲရှိရပေါ့နော်အဲဒါတွေအကုန်လုံးဘုံချဲတဲ့နေ့စဉ်နဲ့များဘုံချဲတဲ့2ရက်နေရစားတဲ့တိုက်ပွဲအ3ရက်နေရစားပြီးတော့ဘုံဝင်ချင်းချင်းဒလဆက်ကျဲနေရကြားရအောင်ကျမတို့ဒီမဟာမိတ်တွေရောကျမတို့ PL ရောအကုန်လုံးကရွတ်ရွတ်ချုံချုံနဲ့လက်တွဲပြီးတော့တောင်နဲ့တောင်ယုံကြည်နေပေါ့နော် ရဲရင်ရင်နဲ့တိုက်ပွဲဝင်လို့ဒီလိုမျိုးတိုက်ပွဲကနိုင်လာခဲ့တာပါကန်တောင်ရဲစခန်းကလေဟုတ်ကဲ့ဟုတ်ကဲ့လက်ရှိစကောင်စီကိုတိုက်ဖို့မာမေးတရားဘာဖြစ်လဲဆိုတော့ NUG ပေါ့နော် MOD လောက်ခံတရင်တပ်ဖွဲ့တွေ အပကပါလို့ပေါ့နော်ပါဝင်အဲ့ဒါဟာလည်းကျမတို့အမှားမိပါပဲနောက်ဒိုင်းနာဖွဲ့စည်းတွေပေါ့နော်ဒိုင်းနာဖွဲ့စည်းတွေအခု DNL လေးရှိတယ်ပေါ့နော်အဲဂျန်နက်ဖွဲ့စည်းတွေနော်ကျမတို့နဲ့ထိစပ်တဲ့ဖွဲ့စည်းပေါ့အေးဆိုရင်လည်းအေးနဲ့ပုံမှန်မိဖြစ်မှာပဲပေါ့နော်အဲရှန်တာဆိုလည်းရှန်ပေါ့အဲ့လိုပေါ့ ဘယ်ဘွဲနဲ့ကျွန်မတို့ကအနီးစပ်လာမလဲ EPSDF လာနီးစပ်တဲ့အဖွဲ့ PPL လေးလာ KNDF ဘယ်ဘွဲနဲ့မဆိုကျွန်မတို့ကမဟာမိတ်လိုပဲသဘောထားပါတယ်ဘယ်ဘွဲနဲ့ပဲချိတ်ဆက်ပြီးတော့လုံဆောင်အောင်လုံဆောင်အောင်ကျွန်မတို့ကဒီဆင်ဟာနာရှင်စနစ်ပြုတ်ကြဖို့အတူပူပေါင်းပြီးတော့တိုက်ပွဲဝင်သွားမှာပါတိုင်းသားအဖွဲ့တွေပေါ့ KNU နဲ့ကျွန်မတို့နီးစပ်တယ်အဲ့နာမှာတိုက်ပွဲဝင်မှုလုံးနဲ့ကျွန်မတို့အတူတူတိုက်သွားမှာပါပဲအကုန်လုံးပေါင်းပြီးတော့ဒီစစ်ကောင်စီပြုတ်ကြတဲ့အထီလေးအဲကျွန်မတို့မဟာမိတ်ကတော့ အကောင်လုံးပဲပေါ့နော်အရှိမအဖွဲတွေကကျမတို့မာမိတ်အနေနဲ့တော်ထားပါတယ်ဟုတ်ကဲ့ကျမတို့မာမိတ်မူကတော့လေအာတူတူတာတွဲလောက်တာပေါ့နော်မတူတာကိုခွဲလုံးမယ်ဆိုရမှုပါပဲဟုတ်ကဲ့ကျမတို့နိုင်ငံရေးအမြင်တွေအတူတူဖြစ်စေမတူတူဖြစ်စေပေါ့နော်အတူတူဖြစ်စေမတူတူဖြစ်စေကျမတို့ကအတူတွဲပြီးတော့ညှိနှိုင်းပြီးတော့ဆောင်ရွက်မှာပါဟုတ် တို့ကိုတည်ပြီးရှင်တာကတော့ကျမတို့ကအညာရဲ့မြေကိုရောက်လာပြီအညာတစ်ခွင်မှတိုက်ပွဲတွေကိုဆက်တိုက်တိုက်သွားမယ်ကျမတို့ခွန်အားရှိသလောက်ညာရှိသလောက်အစွမ်းရှိသလောက်အစွမ်းကုန်မာမိတ်တွေနဲ့လက်တွဲပြီးတော့တိုက်ခိုက်သွားမယ်နောက်မျိုးသိန်းရသိန်းတိုက်ပွဲတွေကိုတိုက်နိုင်တိုက်နိုင်သလောက်တိုက်သွားပြီးပမာတိလုံးဝမိမပြည့်သူနောက်ပြင်းနစ်ခတ်ပြီးတရားလုံးလုံးမြောက်တည်တည်တိုက်ပွဲဝင်သွားမှဖြစ်ပါတယ်ကျမတို့ဒီရန်လီယာဘဲဘဲနိုင်ငံဘဲ သူဘယ်ဖွဲ့စည်းရဲ့ဩစာတမ်းမှမဟုတ်ပါဘူးကျွန်တော်တို့ကိုချက်တော့ပေါ့ကိုရက်တည်ပြီးတော့အဲရက်တည်နေတဲ့လူတို့ကိုလူတို့နဲ့တသားတဲ့ရက်တည်နေတဲ့အဖွဲ့စည်းဖြစ်တယ်ဆိုတော့လူတို့အနေနဲ့ယုံကြည်ပေးစေချင်ပါတယ်ကျွန်တော်တို့ PL ရဲ့ဟိုရဲခေါ်တွေတမှုတတားတွေအကုန်လုံးလည်းအဲပြည်သူလူထုအနေနဲ့အစွမ်းကုန်ကူညီပြီးတော့ကာကွယ်ဆောင်ရှောက်ပေးပါကျမတို့ကိုတနေ့လောက်ဝိုင်းရန်ကူညီပေးကြပါလို့အဲကျမတို့ကအဲ တည်ခံစရာရှိရင်လူလူရှိရနေတည်ခံမှာပါ။နောက်လူလူရဲ့အန္တရာယ်တွေကိုအရင်ဆုံးရှိရနေကိုတိုင်းလိုမျိုးပေါ့နော်။ရှိရနေစီကာပြီးတော့တည်ချာရှင်ကိုကအရင်ဆုံးတည်ခံမယ်။အဲဒီခြေလက်ငါဆွလို့ကိုလွှာရင်လည်းကျမတို့ရဲဘော်တွေကရှေ့ဆုံးကနေပြောအသက်ဆုံးပြီးတိုက်ပေးမယ်ရဲဘော်တွေဖြစ်တယ်ဆိုတာကိုယုံကြည်စေချင်ပါတယ်လို့ဟုတ်ကဲ့ကျမတို့ပြည်သူတွေရဲ့မျက်ရည်ကိုထနိုင်တဲ့လောက်ထုတ်တုတ်ပေးဖို့ပေါ့နော်ကျမတို့အများကြီးတစ်ခုံရောက်ရှိလာပါပြီလို့ နောက်မှလည်းပိုပြီးခက်ခဲတဲ့နေရာတွေတိုင်းနေဒေသတွေရှိရင်ကျွန်တော်တို့တဖြည်းဖြည်းချင်းနဲ့ရောက်အောင်လာပြီးတော့ပြည်သူလူထုရဲ့မျက်ရည်တွေကိုတောက်ပေးမယ်ပြည်သူလူထုတွေလုံမြောက်ဖို့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ကတိပြုပါရစေ။ဟုတ်ကဲ့။ကျွန်မနာမည်ရဲဘော်နီနီကျော်ပါပြည်သူလုံမြောက်ရေးတပ်မတော်အကအထွေထွေတွင်မှုပါရှင်အခုလိုမျိုး လာရောက်ပြီးတော့မေးမြန်းတဲ့အတွက်ကြောင့်အခုခြေပံရုံနဲ့ခြေဆုအများကြီးတင်ပါတယ်